ဒီတိုက်စစ်သမားကိုခေါ်ယူပြီးအရှိန်မြင့်သွားရမယ့်ချန်ပီယံလီဗာပူးအားလုံးပဲမင်္ဂလာပါရှင်စပော့ဘာကနေကြိုဆိုလိုက်ပါတယ်အဆက်ပိုင်းကိုအပြောင်းအလဲပြုလုပ်ချင်နေတဲ့လီဗာပူးအသင်းကတော့ဖရက်ဘတ်အသင်းရဲ့ပြင်သစ်တိုက်စစ်မှုယူကိုအီကီတီကိုဒီနေရာဒီမှာခေါ်ယူဖို့အတွက်ဆွေးနွေးမှုတွေစတင်နေပြီလို့သိရပါတယ်ပြီးခဲ့တဲ့နေ့မှာလီဗာပူးနီးပြကြီးအမ်စလော့က ချန်ပီယံစုကိုဆက်ပြီးတော့မှကာဝယ်နိုင်မှုအတွက်ပြင်ဆင်နေပြီဖြစ်တယ်လို့လည်းဆိုထားပါသေးတယ်။မော်ဆန်နဲ့ခီးကိုဖျက်တမ်းရင်းနဲ့ချန်ပီယံဖြစ်ခဲ့တဲ့လီဗာပူးသားတွေကဘယ်အရာကိုမစုံမဖြစ်ဖြစ်အောင်ပြုလုပ်သွားနိုင်တယ်ဆိုတဲ့အသည့်တွေကကဲဝုန်နေပါတယ်။ဆလော့ရဲ့ဖွင့်ဟဝန်ခံချက်အရာဆိုရင်ပြီးခဲ့တဲ့ရာသီ United အသင်းကိုဖိုးပြအနိုင်ယူပြီးတဲ့အချိန်မှာ1 2စင်ဝင်နိုင်မယ်လို့ခန့်မှန်းနေကြတဲ့အသင်းကိုအသာလေးအနိုင်ယူနိုင်ခဲ့တာကြောင့်မလို့လီဗာပူးဟာရာသီကုန်ရင်ချန်ပီယံဖြစ်နိုင်တယ်ဆိုတဲ့အတွေးကိုစပြီးတော့ရခဲ့တယ်လို့သိရပါတယ် အဲ့ဒီအပြင်မန်စီးတီးကိုအနိုင်ယူပြီးတဲ့အချိန်ကဆိုလို့ရှိရင်တော့ဒီယာတီမှာလီဗာပူးရဲ့အထက်မှာဘယ်အသင်းမှယက်တည်ပြီးယာတီသိမ်းနိုင်မှာမဟုတ်တော့ဘူးဆိုတာကထေချခဲ့တယ်လို့လည်းဆိုထားပါဗျ။ဒီပြကြီးအမ်စလော့ကပြောရင်ပြောတဲ့အတိုင်းပြုလုပ်တတ်တဲ့သူပါ။အခုလည်းယာတီတီအတွက်ပြင်ဆင်နေပြီလို့သိရပါဗျ။ Sky Sport ရဲ့နာမည်ကျော်သတင်းတောက် Florian Plettenberg ရဲ့ဖော်ပြချက်အရဆိုလို့ရှိရင်လီဗာပူးသင်းဟာပြင်သစ်တိုက်စစ်မှု Hugo Ekitike ကို front pack အသင်းကနေခေါ်ယူဖို့အတွက်အလေးအနက်ထားစောင့်ကြည့်နေတယ်လို့သိရပါဗျ။ MV Club ဟာဘွန်နလီကာကလပ်နဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးတော့ချယ်ဆီနဲ့အပြိုင်အပြောင်းရှိအတွက်စင်ခေါ်ဖို့အသင့်ဖြစ်နေတာမျိုးပါ Frankfurt တင်းကတော့သူတို့ရဲ့ကစားသမားအတွက်တရားဝင်ကမ်းလှမ်းမှုမရသေးပေမဲ့ Euro တန်းတရာတန်ကြီးသတ်မှတ်ထားပြီးတော့ဒါကိုပြောင်းလဲသွားဖို့အစီအစဉ်ရှိမနေဘူးလို့လည်းသိရပါတယ်သူကအီကီတီက2024-25ရာသီဂျာမနီမြေမှာတော့အထူးကိုခြေစွမ်းပြနေပြီးတော့ပန်ပွဲဆောင်ပွဲပေါင်း48ပွဲမှာ22ဂိုးသွင်းပြီးတော့ဂိုးဖန်တီးမှု8ချိန်ထိပြုလုပ်နိုင်ခဲ့တယ်လို့ ဖရန့်ဖက်အသင်းကိုလည်းဘွန်ဒလီကာမှာအဆင့်3ရရှိပြီးတော့ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်အဓိကကျတဲ့နေရာကနေဆွမ်းဆောင်နိုင်ခဲ့သူတဦးလို့ဆိုရင်လည်းမမပါဘူး။လီဗာပူးနီးမြကြီးအမ်စလွန်နဲ့မိုက်ကယ်အက်ဒဝါဒိုနှစ်ဦးစလုံးက PSC တိုက်စင်မှုဟောင်းဖြစ်တဲ့ဟျူကိုအီကီတီကီကိုသဘောကျနှစ်သက်တဲ့သူတွေဖြစ်နေပါတယ်။ဒီနေ့မာဆေးဆိုင်ကလပ်အနေနဲ့ကတော့အရေးသွင်းမြင့်နံပါတ်6တိုက်စစ်မှုတူအူကိုရှာဖွေနေတဲ့ပြည်ရင်းပြိုင်ပွဲချယ်ဆီအသင်းနဲ့အပြိုင်ကမ်းလန်းခေါ်ယူသွားဖို့ရှိနေပါတယ် ယူကိုအီကီတီကီရဲ့အပြောင်းအရွှေ့အတွက်ဆွေးနွေးမှုတွေပြုလုပ်နေတဲ့အချိန်မှာပဲလီဗာပူးသင်းဟာဖလော်ရီယန်ဝစ်စ်ရဲ့အပြောင်းအရွှေ့ကိုလည်းဦးစားပေးဆောင်ရွက်နေပါတယ်။ဂျာမန်ကွင်းလင်ကစားသမားဝစ်စ်နဲ့တဦးချင်းသဘောတူညီချက်တွေရရှိထားပြီးဖြစ်ပြီးတော့လီဗာကူဆင်အသင်းနဲ့လီဗာပူးတို့ကြားသဘောတူညီချက်ရရှိဖို့ပဲကြံရှိတော့တာဖြစ်ပြီးတော့ဒီကစားသမားနှစ်ဦးစလုံးကိုထပ်မံရလိုက်မယ်ဆိုလို့ရှိရင်တော့လီဗာပူးအနေနဲ့ကတော့အတော်ကိုတောင်းတင်းတဲ့အစုအဖွဲ့ကိုရရှိသွားမှာတည်ကြပါတယ်။ ဆက်ဆက်ပြီးတော့လည်းအတင်းရဲ့ရှင်ရင်ဆွဲနံပါတ်5တိုက်စစ်မှုတာဝန်နူညက်စ်ကထွက်ခွာဖို့နှိစက်နေတယ်လို့မျိုးတာဝန်ကစားသမားတွေဖြစ်ကြတဲ့ဂက်ပိုဒီယက်စ်တို့ကလည်းအလင်းတင်ရင်နေတယ်လို့ရောင်းချသွားဖို့ရှိပါတယ်။ဒါကြောင့်လည်းပဲလာမယ့်ရာသီမှာကတော့လီဗာပူးအတင်းရဲ့တိုက်စစ်ပိုင်းကအတော်လေးအပြောင်းလဲဖြစ်လို့လာဖို့ရှိနေပါတယ်။ဘလို့ပဲဖြစ်ပါစေကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေဖြစ်လာစေဖို့ပဲရည်ရွယ်ပါတယ်။လီဗာပူးဖန်တွေအနေနဲ့ရောယူကိုအီကီတီကီကိုသဘောကျရင်လားဆိုတာကိုဝင်ရောက်ဆွေးနွေးကြပါအောင်ရှင်။